ားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ EOU Channel လေးမှကြိုဆိုလိုက်ပါရစေ။ကျမဒီနေ့တင်ဆက်ဖပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကရော်ပွဲထိုးရတဲ့ရည်ရွယ်ချက်ဆိုတဲ့အကြောင်းမလေးအကြောင်းကိုဘူးတုဒရရွယ်တင်ဆက်ဖပြပေးခြင်းတာပဲဖြစ်ပါရစေ။ မြန်မာပြည်ရဲ့ဘာသာရေးတလိမ့်ထုံးလန်းတွေမှာကရော့ပွဲဟာအထွတ်အမြတ်အနေနဲ့ပါဝင်နေရယူထားပါတယ်။ငယ်စဉ်ကတည်းကဘာသာရေးကိုလေ့လာလိုက်စားခဲ့ပေမဲ့ဒီငပြောသည့်အုံဒီအစိမ့်တွေကိုပွဲတွင်လည်းဖျားရှိမှဖူဇော်ထားတာကိုဘလူးမှနားမလည်နိုင်ခဲ့ပါဘူး။ဒီကရော့ပွဲနဲ့ပတ်သက်ပြီးရေးထားတဲ့စာတွေပတ်ဘူးတယ်။လူကြီးပြိပတွေကိုလည်းမေးမြန်းဘူးတယ်။ကျင်းတဲ့လောက်ွယ်စာရီစကားတွေမဟုတ်လို့ကရော့ပွဲမြင်တိုင်းအဖြစ်မရှိတဲ့ပုံစံလိုပြောရဲတဲ့။ အခုတော့ line ပေါ်မှာကရော့ပွဲအကြောင်းရေးသားတင်များလာသူတယောက်ကြောင့်ကရော့ပွဲနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းသိလိုက်ရပါတော့တယ်။သူလည်းကိုလိုပဲကရော့ပွဲအကြောင်းသိကြလို့တနည်းကျော်လောက်လေ့လာခဲ့တာစိတ်ကျဉ်တဲ့ဘွယ်အဖြစ်ကိုမရခဲ့ဘူးတဲ့။ဒါနဲ့ပဲကိုဟာကိုပြင်ထားတဲ့တာသနာပွဲကိုတရားကြည့်ပြီးစဉ်းစားရင်းကအဖြေကမထွက်စိတ်တွေရှုပ်ထွေးလာပြီးတော့ဂွမ်းကလေးဆိုလမ်းမပေါ်လွှင့်ပြလိုက်ပါတော့တယ်တဲ့။ အဲ့ဒီတော့မှအဖဘိုးမင်းငောင်ကကြွလာပြီးငါသားကြီးကရောပွဲဆိုတာဝိတာခါကျောင်းအမတောတာပန်ကြီးကစားခဲ့တာကွာဝိတာခါကြီးကသားသမီးတွေအများကြီးကွာဒါတော့မှတ်ဖူးလောက်ရယ်မဟုတ်လားဒီတော့အမြဲလိုကိုဝင်ဆောင်ရတဲ့ပေါ့ကွာ အဲ့ဒီကိုဝင်အရင်မှာကာလာကြီးမှာကြီးညိုစိတ်ကြီးလို့နဲ့ဝိသခါကြီးကမနှက်ပြန်နဲ့နဲ့အာယုံဆွမ်းအလုံးကဖះရရှင်နေရဟန္တာကြီးများကိုအိမ်တော်ဥသူကြွရောက်ချင်းမြင်တော်မူဖို့ဆန္ဒပြင်းပြရှာနေတဲ့တဲ့ဆွမ်းပင်ချင်တာကွာချင်းချင်းတတ်တယ်ဆိုကြပါစို့တဲ့ကိုဝင်အရင်မှာကြီးနဲ့ကိုတိုင်လည်းမပေနိုင် လူစားလှုပ်ရင်လဲအကာရဝဖြစ်မှာစိုးရင်ပြီးတော့ပူဆွေးတော့ကဖြစ်နေရှာတဲ့ဘုရားရှင်ရဲ့တရားတွေကိုနာယူခွင့်ကြီးကြုံနေကြတဲ့အချိန်ဘလောင်များတတမာရီအားကောင်းကြလိမ့်မလဲတွေးကြည့်ဝိတာခါကြီးငင်ငိမ့်လေးထိုင်ပြီးစိတ်ဆန္ဒအတိုင်းအပြင်းထန်အာရုံညှို့တဲ့အဲ့ဒီမှာကမ္ဘာပထမဦးဆုံးသောကတော့ဘွဲကအာယုံနဲ့ပြက်ပြက်ထင်ထင်ပေါ်လာတဲ့ကွာအုံဒီတလုံးနဲ့ငှက်ပြောသည်နှစ်ဖီးတဲ့ဟိအုံဒီကသူမရဲ့မျက်နှာဥကောင်း ကြွမီးကသပင်ငပြောနှစ်ဖီးကလက်ဆယ်ပြားရှိခိုးဟန်ကိုစားဖို့ကွာဖြတ်ပြောစရာရှိတာကသပင်ဆိုတဲ့ကြွမီးကြီးဖះပဲလှဲထိုးထားတာမျိုးဟာဖះကိုကြောက်ခိုင်းသလိုဖြစ်တယ်ကွာအာယုံနဲ့ပေါ်လာတဲ့အတိုင်းရွှေအုပ်ကြီးနဲ့ပြင်ပြီးလက်နှစ်ဖက်နဲ့ရိုးရိုးတေးတေးကိုင်းကဖះရှင်နဲ့ရဟန္တာကြီးများကိုစွန့်တော်ကပ်လူပါတယ်ဆိုလေပြီးလေးလေးနက်နက်တိုင်းတဲတဲ့ကွာအဲ့ဒီမှာကတော့ဘွဲကသူ့ရှိကဖြတ်ခနဲပြောက်ပြီးတော့ဖះရှင်ရှိတော်မှာဘွားကနေရောက်တဲ့တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ရှင်မင်းကြီးက ...vale... မူမတ်တေနာပတိအချံရံတွင်နဲ့ဇေတဝင်းကျောင်းတော်ဘောတက်လာဥချပြီးမနှက်ဖြန်နနက်နွမ်းတော်ဦးတို့ဆွမ်းဖုံးပြီးချီးမြှင့်ပါဗျာဆိုပြီးတော့ပင်လျှောက်တဲ့ဖះရှင်ကတကားတော်မင်းကြီးနောက်ကျသွားပြီးအခုပဲဝိတာခါကျောင်းမကြီးလာလျှောက်သွားပြီလို့မိန့်တော်မူတဲ့မင်းကြီးကလမ်းမှာလည်းမတွေ့မဆုံမိပါလားလို့ဖះကိုဆွတ်ကတက်တဲ့မင်းကြီးကလည်းအချွေရံနေနဲ့ဝိတာခါကလည်းအချွေရံနေနဲ့လမ်းဖြူးဖြူးကြီးမှာစုံကိုစုံရမယ်ပေါ့ကွာဖះရှင်ကမဟုတ်ပြီဘူးမင်းကြီးဝိတာခါဆိုတာဒီအရာကို ညွန့်လာပါလို့ကတော်ပွဲကိုညွန့်ပြတော်မူပြီးတော့စိတ်စိတ်နေတော်မူတယ်တဲ့ဘရင်မင်းကြီးလည်းဥကုံချနန်းတော်ပြန်ချက်ချင်းညီလာခံဆင့်ခေါ်ပြီးဖះရှင်ညွန့်ပြခဲ့တဲ့အုံဒီတလုံးနဲ့ငပြောသည်နှစ်ပြီးကတော်အပွဲတိုင်းပြင်ခိုင်း၊ကိုင်းပညာရှိမှုမှတ်တွေမျက်စွာဖះရှင်ကဒါကိုဝိတာခါကြီးလို့မိန်တော်မူတယ်။ဘာအကြောင်းလဲဆိုတာစဉ်းစားရှောက်တင်ကြစမ်းဟဲလို့လုပ်ပါလေရော ိန်ကုတ်ကောင်းကုတ်နဲ့တက်ရင်လဲတရားပါတော့မယ်ဖရာဖြစ်ကုန်ကြရောဟိဝိတာကားကြီးတန်ကိုဆက်သားလို့အချိုးချောင်းတိရတော့မှဖရာရဲ့တရားတော်တွေနာယူလိုက်နာနေကြသူတွေပြီးပြီးညံတွေပွင့်ကုန်ကြတယ်ကွာသူတို့ကြီးတိတာထက်အားလုံးတိရလေးအောင်မောင်ချင်းနင်းခတ်ပါလေရောဟိကတော်ပွဲကအဲ့ဒီကဆရာပါပဲတဲ့တူလိုက်ကြစုကွာလူရင်းကိုသာရအောင်ယူမိသည့်အလုံးမစိုး32ပုံကျင်းလဲကြသည်မြဗရန်ဆက်တွေကိုပင့်ဖိတ်လို့အတူတကွာအားဖြင့်လူတန်းမာမှကြွကြလို့ကြ ပုံဘဝတွေမြင်ကြပါလိမ့်မှအလူမြောက်တဲ့အကျိုးရှိတယ်မဟုတ်လားတဲ့ဒီတော့ပင်ဖိတ်သူများအပါဝင်ပေါ့ကွာ3ဖီ5ဖီ6ဖီ55ဖီတရားရှိဖီဘလို့ပဲပြင်ပြင်အဓိကမှတ်ယူလူရန်မှုက အရှင်ဘုရားဤအုံးတိကိုဖျားတပြီတော်တို့ဥကောက်ယန္တနာမြတ်အင်္ဂါအဖြစ် မှတ်ယူတော်မူပါဗျာငါပြောပြီးတို့ကိုလည်းလက်ဆယ်ပြအဖြစ်မှတ်ယူတော်မူပါဗျာဖျားတပိတော်တို့သည်လူမှုကိစ္စအများမြောင်လာသောကြောင့်ဖျားရှင်အား24နာရီပတ်လုံးရှစ်ကိုမှန်လျှော့ကြော့လို့တော်လဲကြော့နိုင်ခြင်းမရှိပါသဖြင့်ဖျားတပိတော်တို့ကိုစားဖျားရှင်အား24နာရီပတ်လုံးရှစ်ကိုမှန်လျှော့ကြော့နေသောကြော့အပွဲဖြစ်လူတိုင်းကြော့ကြပါသည်ဗျာအတိလိုကြော့တာကကြော့ပွဲကမင်းရဲ့ကိုစားဖျားကိုကြော့နေတော့တာအလောက်ရှုပ်နေတော့ဖျားကြော့ချင်လာရင်ကြော့ပွဲကို အယုံညှို့လိုက်မင်းကိုစားအမဲကတော့နေတော့တာဟိကိုစားဆိုတော့မှကတော့ပွဲကမင်းကိုစကားပြောလိမ့်မယ်ဝင်းထိန်တောက်ပါနေရင်မင်းအိုကေနေတဲ့နမိတ်ပုတ်ပွားဖြုတ်ကြကြွက်ကြိုက်ပါညာဆိုရင်ရရလေးပါလေးခြေဖို့လို့ပြီးဆိုရမှာပေါ့ကွာနောက်ပိုင်းကိုင်းလက်ဖက်တခုံကုတ်ကားတွေပါလာတာဖះရှင်ပရိနိဗ္ဗာန်ဆံဝင်တော်မူတော့လူတွေလောဘဒေါသမောဟပရဒေဝတောကတွေကြီးကြီးလာလို့ပညာရှင်များကတတ်တာပါစေကြောင်းလောကီပညာအစီရင်တွေထည့်သွင်းပေးထားတာမပါလဲရတယ်ပါရင်တော့ပူပြီး ည့်စုံတာပေါ့ကွာတဲ့ဒါတို့ဆိုတိုက်ပွဲတို့နှစ်ပွဲတို့ကရောအပါအဲ့ဒါအပါရှင်းပြပြီလို့အထွန်းတက်လိုက်တော့မင်းကွာဝိဇာသားပြိတာလောက်ညံနေရသလားမှတ်ကွာအကိုင်းဒီမှာဟိဘုံမီးယာတိုက်တွေ38မင်းတွေစသည်ဖြင့်ကမင်းတို့ကိုလှူ꿰မရဘူးကွာမင်းတို့ကသူတို့ကိုစားလှူပေးရတာလေကွာတိုက်ပွဲကြီးပြင်းပြီးတိုင်းနဲ့တိုင်နန်းရှင်အပေါင်းတို့ဒီတိုက်ကိစ္စများကြောင့်တိုင်နန်းရှင်များကိုစား24နာရီပလုံးစုကလေးကအဲ့ဒါလဲဖျားကိုကတော့တဲ့ပွဲပါပဲ မင်း38မိနစ်ဒီတိုင်းပဲပေါ့ကွာကတော့ပွဲမှန်သမျှဖះကိုကတော့ရာကြီးပဲနောက်တစ်ခါလွမ်းမော်လွင့်ပြင်းမတန်ကောင်းမှာဘူးနော်လို့သူကကြွသွားလေရဲ့အခုလိုအကျိုးကြောင့်ညီညွတ်စွာနဲ့ကတော့ပွဲအကြောင်းတီးခွင်ရခင်မှာတော့လွင့်ပြင်းမိတာတော့နောင်နာရတာပေါ့ဗျာတဲ့ကဲစာဖတ်သူတို့ရောကတော့ပွဲနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းသိမြင်ကြပြီလားတဲ့အသိဉာဏ်အလင်းတစ်ချက်ကိုဖွင့်မိခဲ့တော့မူရင်ရေးတာသူကသာမျှဝေဦးစော်ပါဤလို့ရေးသားထားပါတယ်ရှင်မူရင်ရေးတာသူဒေါက်တာဟိမမွေးကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါတယ်ရှင်။နားဆင်မိခဲ့ကြတဲ့ပြည်သက်အားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်။